အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတိုလေးကတော့စိုင်းဆရာကြီးစင်ဖြူကျောအောင်သိရေးသားထားတဲ့သမီးစာဝတ္ထုတိုများစာအုပ်ထဲမှာထင်းနေစီနဲ့လူတယောက်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ထင်းနေစီနဲ့လူတယောက်လေးပွေငိမ့်သွားလျင်တခွင်တပြင်းလုံးကိုဖုံးအုပ်ထားတော့ပုံများလဲပားရွေပားရွေသွားတော့တယ်ပဲရုပ်ပုံမဲမဲတွေကလည်း ိုနားတပုံဒီနားတပုံပေါ်လာတော့တယ်။ထို့နောက်ချွတ်ချွတ်ပြပြရှိလာတော့ချိုးပူတန်။အေးဆောင်သည်တစ်ပင်ရိမ်မှထွက်လာတယ်။တဖဲရာကိုလှမ်းမြော်ကြည့်တယ်။ထမ်းမင်ပေါက်ကလေးတွေခရိုးအဖြစ်ခြားထားသောတဖဲရာမှာချစ်သောညသွယ်တို့ရာဖြစ်တယ်။ရိုးအရင်သက်ဒီလကွာညသွယ်ဤအဖေဦးသက်သည်ဝါပင်တန်းများကြားမှထွက်လာတယ်။သူ့နောက်တွင်ညီသူများမပါ ဘာတွေပါသွားသေးတော့အင်းဆောင်တို့ထနောင်းပင်နှစ်ခွာအရက်တွင်တောင်းရသည်မကုံမိကပင်လေပွေထားလေရှိတယ်။ထမင်းစားပကံအရွယ်သကောအရွယ်လေပွေများသည်ပျော်စရာပင်ကောင်းသေးတယ်။တည်ရွယ်ချောက်တွင်ဒုတ်တူဒုတ်စားတွင်အမိုက်တရံများကိုစုံမြူလျက်ရွေ့လာသောလေပွေတည်ရွယ်ချောက်မြည်တဲ့တညံညံဖြင့်ဝါရန်းပေါ်ခင်းနှန်းပေါ်အယောက်၌ကြောက်ပြဲသွားတတ်တယ်။ ကိုနကပြတ်တမ်းမှွေနောက်သွားတော့လေပွေကရေစရာမဟုတ်ပြုံးစရာမဟုတ်လေပြင်းနဲ့မိုးပြင်းရောနှောလျက်ပြေးလွားလာသည်ထင်ရတယ်။ထမ်းမေပေါ်တွင်တန်လန်ဆွဲနေသောထန်လက်တွေပင်ချေကထပုံဖက်တွေထန်စစ်တွေမခတ်တခိုင်ရခရိုတွေမြေချောက်တွေကို ဖုံနှိကျော်ပြီးတဲပိုးလာတယ်။လေပွေလမ်းကြောင်းရှိပဲရိုးပုံကြီးတွေတမြင်စီဖြစ်လျက်ပါတယ်။ ဒီလေးဝေကို မြင်ကလေးကအေးဆောင်သည်ခမောက်ပစိုးခရင်ဓာတ်တို့ကိုတန်းယူပြီးမကြီးပင်ပင်ချေသူကန်နေခဲ့တယ်။အေးတက်ရင်ညတော်ရင်လေးဝေလေးဝေဟိုရွေလဲတန်ကုန်ဟိရွေသတိပေးခဲ့တယ်။ဒီနောက်တွင် အရာကိုမျက်နာလုံးဖုံပိုက်ခုံကြီးပြည့်ကျဲသွားတော့ကြောင့်ပစိုးစိုးဖြင့်ခေါင်းမြှောက်ထားခဲ့ရတယ်။သူ့အတွေ့ဘာတွေပါသွားသေးတော့မေးခြင်းဖြစ်တယ်။လေးဘွေက ုံးတင်းဝင်ဆန်အိတ်ကိုမြောက်ချီယူဆောင်သွားနိုင်တယ်။အချိန်ပြင်းစွာ ခုံမောင်းပြေးလွှားနေသော လေးလံသည့်ယထာတွဲများကိုပင်မှွေရန်လွှင့်မြောက်နိုင်စမ်းရှိတယ်။ထို့ကြောင့်တစ်ပင်ကြီးအခြေသို့အေးဆောင်ပြေကတ်တယ်။တန်ရောစင်မကင်းသူများအနာတရဖြစ်မှုမှလုံမလုံမရတဲ့။ဝါရမ်းမှာချိန်ထားတဲ့ခမောက်တလုံးပါသွားတကွာ။ဝါရမ်းဆိုသည်မှာကြာကိုကန့်လန့်ပြတ်ပြီး၆ပင်တန်းစိုက်ထားသော နှစ်ရှည်သောဝါခင်းကိုခေါ်ခြင်းဖြစ်တယ်။ကျုပ်អော်တဲ့အချိန်မှာလေပွေကဝေးပါသေးတယ်အကြီးလေးရ။မင်းမအော်ခင်ကလေးကအတန်ကြားနေရလို့ပစ္စည်းတွေတိတ်နေပါပြီကွာ။ခမောက်ကတော့ဖအေးသိန်းတို့တမီသိန်းတို့နဲ့ကြံခဲ့တာကွာ။အေးဆောင်သည်ဦးသေးဤအဖေကိုနားဆွရင်မြသွယ်ကိုရှာတယ်။အယိတ်တော်များမမြင်ရ။တို့ကြောင့်မနေတာတော့။ဒါဖြင့်အယိတ်သက်တမီရောဟာနေမေလွာမေ့နေလိုက်တာ။ ငါသမီးများလေဝဲထဲပါသွားရောလားအင်းလူပါလောက်တဲ့လေဝဲမဟုတ်ပါဘူးပူပန်စိတ်ဝင်လာသေးကြကအေးဆောင်ရဲမောရတယ်လေဝဲထဲပါသွားရောသလားဟိုရွေ့လေမပြစ်နိုင်မှန်းသိပါလျက်နဲ့တွေးမိတယ်အရင်တဲ့ဥစ္စာမဟုတ်သေးပါဘူးဗျာသမီးတယောက်လုံးပြောင်းနေတာတော့အဲ့ဒီအစက်နဲ့အပြိုကြီးဘာဘာဖြစ်နေတဲ့သူကိုငါအဖိုးကြီးကမင်းပါကြီးမို့ပူရမှာလားအစဲကလေးအတိုင်းတော်ကလေးမှမပါရလျင်စကားမပြောတတ်တော့သူသည် လူကြီးနဲ့ဆက်မပြောလို့ပါ။ထမ်းမဲ့ပေါ့ရခရိုးကိုတို့ပြီးဦးသက်တို့ဝါရန်းနဲ့တို့ဝင်ခဲ့တယ်။ဝါရန်းနဲ့နိုင်မြတ်တွေမရှိပဲတေချာတော့မှရာမြောက်ဖက်တို့ထွက်ခဲ့တယ်။ရာမြောက်ဖက်ကရပြစ်အွာတွင်ချောင်းပတ်ကလေးရှိတယ်။မိုးအလွန်ကြီးပါမှ ရေအနေချင်းလာရတော့ချောင်းဖြစ်တယ်။ဒီဘက်တို့များမြတ်တွေရောက်နေတယ်လို့ချောင်းမှာတလန်းများသာကျဲတယ်။ဒီချောင်းလေတွင်ရက်လျက် အေးဆောင်သည်ထက်အောင်ဆုံးစံမျှော်ကြည့်ရင်အထက်ဘက်တွင်မှုံပြပြနှင့် လူလာတင်းငုပ်လေလာမကွဲမပြားမြင်ရတယ်။အေးဆောင်မြစ်တောင်မခတ်ပဲစိုက်ကြည့်လျက်တက်လာစဉ်မှုံပြပြအရာသည်လှုပ်ရှားလာတယ်။တခေါ်များလျှောက်လာမိပြီးချိန်တွင်အေးဆောင်ဝမ်းသာနိုင်ပြီ။မြတ်ွယ်မှမြတ်ွယ်အစင်းဟုတေးကြသွားတော့ကြောင့်ဖြစ်တယ်။စင်စင်းမှုမြတ်ွယ်သည်ထင်းခွေနေခြင်းဖြစ်တယ်။ ဓာတ်ပုံတစ်ပုံနဲ့တွင်ထင်းများကိုဆွဲထုံနေတယ်။ကြားလိုက်ရတာများတော်ရ။တော့ဘသူကအရှာခိုင်းတာ။မခံကြစ်စရာအငေါ်အတူစကားဖြစ်တော့ညာ။အေးဆောင်မှာပြန်လဲချီနှောင်စရာစကားကအစင်တယ်။နေ့အဖေကအရှာခိုင်းတာ။မျက်စောင်းထိုးပြီးမှခေါင်းငယ်ကမဲ့တယ်လို့ခေါင်းငယ်ကမဲ့ပြီးမှမျက်စောင်းထိုးတယ်လို့အေးဆောင်သတိမထားနိုင်။မျက်စောင်းအောက်တွင်ငင်းနေမိတယ်။ဟုတ်ဖဲနဲ့ လေဝဲကြီးငိန်အသွားမှာနေ့ဦးမမြင်လို့ညသွယ်ရောလို့မေးတော့မင်းခေါ်သွားပြီးဗမာထားခဲ့တော့တဲ့ဒုတိယောင်းဆွဲပြီးညသွယ်ပြေးလာတယ်ဒီနယ်မုတ်ချဖြစ်လိမ့်မယ်ဟုအင်းဆောင်ကြိုတင်သည့်သဖြင့်အသိပြင်ထားတယ်နင်နိုင်တဲ့စီနေမလုံးနဲ့နော်မယုံရင်နေ့ဖေးသွားမေးမမေးဘူးဘာဖြစ်လို့မေးရမှာတော့အင်းဆောင်လက်ပတ်ပြေးရတော့ညသွယ်လိုက်ရိုက်တယ်မောလာတော့အခါညသွယ်စက်မလိုက်ဖဲ နောချက်တစ်ချက်ကောက်ယူပြီးလမ်းပြတယ်။နောချက်အကြီးအမွားတစ်ခဲသည်အေးဆောင်ဤကြောပြင်ကိုထိတယ်။အမရေဗျာရက်ဆက်လိုက်တာများတော်ရာ။အေးဆောင်သည် နေရောင်ဖြင့်ပြောင်းလဲနေသောကြောပြင်ကိုလက်ပြန်အုပ်လျက်ထိုင်ချတယ်။များတော်သည်ဒုတ်ကိုမြှောက်လျက်ပြေးလာတယ်။တလန်အကွာအရောက်တွင်မရိုက်သေး။ဒုတ်ဖြင့်မိုးထားပြီးငုံကြည့်တယ်။ဒီလောက်လေးထိတာကိုချော့လိုက်မယ်ထင်ပြီးမူရမာယာမများနဲ့။ မူရမာယာများတာမဟုတ်ဘူးဟာနန်းယိုကြိုပြီးအသေးဧည့်သွားလားမသိဘူးညတွေအာရပါရရဲရင်ကမဟုတ်တာပြောအောင်မဟုတ်တာပြောကြင်အောင်ဆိုပြီးရိုက်တော်တယ်သို့တော်ညတွေမှာညများရိုက်ခွဲမရသုံးချက်များရိုက်အပြီး၌ဒုံမှာအေးဆောင်လက်ထဲသို့ရောက်သွားတော်တယ်ဒီဘွေကြတော့နေပမာတော်ဟာဝါရမ်းထဲမှာပို့နေတာပေါ့လေငိန်သွားလို့အဖေကိုတော်လန်းမေးမှ ကျုပ်ထွက်လာတာကျုပ်အထင်တော့ဝါပေါက်တွေတခုအခိုးခံရတယ်ထင်တာပဲရခင်တကြိမ်ဝါကောက်စင်ကဝါသီးညီမကြံခဲ့တီကို အခင်းရှင် အမတ်မိဆုံးဖြစ်တယ်တို့ကြောင့်ဤသို့ထင်မြင်ချက်ပေးနိုင်ခြင်းဖြစ်တယ်ကဲပြန်ကြရအောင်ထင်းတွေကုသေးပေးရမလားပေးရမှာပေါ့ထင်းရနဲတာမှမဟုတ်တာကြည်လေရတွင်ဝါရန်းနှင့်ပဲယိုးပုံများသာကြီးစိုးနေသောတွင်ကြီးတဲ့တို့ ပရိငတ်မြည်တံဝင်ရောက်လာတယ်။ဂျိုးကူတံကဲ့သို့ချွဲ့ချွဲ့နှွံ့နှွံ့မရှိ အပူဘက်သို့လူတော်အလော30အတန်။အေးဆောင်သည်လူလဲထားပြီးနောက်ထင်းစည်းရန်နှွေပင်ကိုဥစွာရှာတယ်။ညသွယ်သည်နှွေပင်ဆွဲလျက်ခြုံထဲကထွက်လာသောအေးဆောင်အားခါထောက်ပြီးမိတယ်။ဘာလို့ဖို့တော့ထင်းစည်းဖို့လေနှွေကျိုးနဲ့မစီလို့ဘာနဲ့စီးတာတော့။တမန်းပင်နဲ့စီးမယ်။တမန်းကမှခိုင်းတာ။ဟာ တမန်းကိုဒဇင်နဲ့ပြန်ဓာတ်နဲ့ခုံမှရမှာပေါ့ဒဇင်ဘမှာတော့တုံးမှာတော့အပင်လိုက်ဖဲ့ယုံမှာပေါ့တို့ကြောင့်အေးဆောင်မှာနွယ်ပင်ကိုချထားခဲ့ပြီးတမန်းပင်ဤခေါင်းပေါ်နေသော နေရာမှာဆွဲဖဲ့ရတယ်။အပြာချင်းဆက်ထုံပြီးသဲပြင်တွင်ဆက်ထားကထင်းများကိုစီထဲတယ်။အဲ့လိုတချောင်းချင်းစီထဲနေရင်ကြာမှာပေါ့တော်ရဲ့စီပြီးထဲမှာညီညီညာညာတတ်တတ်ရရနဲ့ထမ်းလို့ကောင်းမှာ မရဘူးကြုတ်တဲ့အေးဆောင်မှာမြသွယ်ပြောသည့်အတိုင်းတပွေးစာသည် ပွေယူပြီးထည့်ရတယ်။ကျိုးဖြည့်ချီတော့အခါထိုးထိုးထောင်ထောင်နဲ့မတည်တဲ့မတည်တတ်သောကြောင့်ဒူးဖြည့်မေ့ပြီးလှုပ်ပေးတယ်။အဲ့ဒီလိုမလုပ်ရဘူးလေ။ထင်းစည်းကိုမပြီးပြစ်ချရတယ်။ကျိုးပေါ်မှာပေါ်ဟစကားမပြနဲ့ကျိုးပြောသလိုလုပ်မြသွယ်ပြောသည့်အတိုင်းအေးဆောင်လုပ်တယ်။တေးသေးကန်းကန်းတွေအပိုင်ပိုင်ကျိုးပြီး အစည်းထဲမှာထွက်ကြကုန်တယ်။အရေးထဲမှာတမန်ကျိုးကပြတ်ထွက်တယ်။ခုနကတပြင်းတွေကောထားပစ်ခဲ့တယ်လေ။သွားပြန်ယူကြည့်။မရခင်ကဒီလောက်နိုင်နေရင်အေးဆောင်ရေစင်သာဟာစင်သာ။ကိုအေးဆောင်နော်။အေးဆောင်ဆက်လက်ပြီးမမီတန်ရေပါ။တပြင်းတွေကိုပြေးယူပါ။ထင်းစီများကိုစီးနောင်ရတယ်။နေပါအောင်။ဟိုမှာတပွေ့စာကြံ့နေပါလား။တီပီမှာထိုးထည့်မယ်ဟာ။ ဒါမှကြက်ပြီးခိုင်မှာပေါ့မရဘူးအခုပြန်ဖြေတော်ထမ်းမဲ့အစည်းတဲ့ကိုထက်အင်းဆောင်သည်အငင်းပွားမနေတော့ပဲညသွယ်ခိုင်းသည့်အတိုင်းလုပ်ရတယ်ထိုအခါထင်းစည်းသည်ညီမြပင်စောင့်ချပြီးသီးနောက်တော့ညခနော်ခနဲ့ဖြစ်နေတယ်ညသွယ်ရွှဲမြီအစည်းမှလည်းရော့ရည်ရော်ရဲတာညသွယ်ရွှဲမြီထင်းစည်းသည်အင်းဆောင်ထမ်းမြီထင်းစည်းလာမရှိသို့ပါလျက်နဲ့အင်းဆောင်ကပင့်ပေးရတယ် ပြေးပေးရတယ်လေရွေးမိသူကဒုမထောင်မထိုင်အေးဆောင်ကကင်မြောက်ပြီးခေါင်းပေါ်အရာကိုတင်ပေးရတယ်ဟူးတော်တော်မလွဲပါလားယတိပြတောင်းနဲ့ဘာပြောနေတာတော့ကျုပ်ကိုပြောတာဆိုရင်ကျုပ်ကြားအောင်ပြောလာဟာငါကင်ပေးမှာပေါ့ငါပခုံးပေါ်ကြောက်အောင်ကိုညီပါအောင်ထင်းစည်းကိုထောက်ထားတော်ဝထိုင်ပြီးကြောနဲ့ကတ်လိုက်အလွယ်လေးအေးဆောင်မှာမြတ်သွေပြောသည့်အတိုင်းလုပ်ပြီးထင်းစည်းကိုပို့လာရတယ် ကျောပေါ်တွင် အလေးအပင်ပါသောကြောင့်လမ်းတာယာကိုရွေတယ်။ဤသည်ကိုပင် အပြောမလို့မကြကြအောင် ခြေရှိတယ်ဟုအပြောခံရတယ်။ဈေးပင်တပင်တွေ့တယ်။အရေးအောက်ကသွားရင်မအေးဘူးလား။တော်တော်တုံး။နေကောင်းမော်ကဒင်းစီနဲ့ညိမှာစိုးလို့ဟ။နင်းတာတုံး။ကျောဆဲတွင်ပင်မြတ်တော်ဤဒင်းစီနဲ့ဈေးကညိတဲ့ဖြင့်အေးဆောင်ပင့်ကိုပြီးချုပ်ပေးရတယ်။အပြောအဆိုကဈေးများနဲ့မပြီးသေး။ ချောင်းကလေးကိုဖြတ်ကိုရတယ်လေအေးဆောင်ကအပြန့်ညရာကဖြတ်တယ်။ဒီကကိုရင်သိတတ်သလား။ကမ်းပါကစင့်တက်ရတော့ပင်မန်းတာပေါ့ဟာ။ကဲကဲမချွေစားခမရှိကသွားကျုံနောက်ကလိုက်မယ်။ဟွန်းဟွန်းမရဘူး။ရာချင်းတို့ကတ်လာပြီးလမ်းတာတော့ညာ။ကိုင်းဖို့အဆက်တွင်ငူတကောင်ခွေနေတယ်။အေးဆောင်ပွင့်သွားတယ်။တော်တော်ကိုချေချေတဲ့သူဒီကသွားတော့တကားမစုံးမီညွယ်ခုံဆုပ်တယ် ခေါင်းပေါ်ကထင်စီလွတ်ကြပြီးကြာယုံသားမကနှွဲပြက်ပြီးဖျို့ပြင်းပြန်ကျဲကုန်တော့တယ်ကိုအေးဆောင်ဒီမှာအေးဆောင်ဒီလှဲ့မကြည့်နောက်နှခါထက်ခေါ်မှာလှဲ့ကြည့်တယ်ထင်စီကိုချပြီးထင်စီပေါ်ထိုင်နေထင်းတွေမမြန်စုဟာခြိဟာနေရာတကာငါတိငါတက်လို့တော့အခုထိပြီမဟုတ်လားသို့တော့ခြေကစကားပုတ်ကိုသာမြတ်ွယ်ကြအောင်ပြောရတယ် ဒုတိယပိုက်ကိုစီမံမှန်းတံဖြစ်တာအေးဆောင်ပြောရတယ်။တော်လောက်တာကမှတတ်တက်ခက်ခက်ရှိတာတော်ရဲ့ကျုပ်လို့လို့ကတော့ဟိုတစားတတိစားနေဒီစကားဖြင့်အနံယူလိုက်ချိန်တွင်ကအေးဆောင်အမောဖြေမနေနိုင်ပါညသွယ်ရှိရကိုအပြေကလေးချင့်ကပ်သွားရလေတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာကြီးစင်ဖြူကျောင်းအောင်သိရေးသားထားတယ်။ထင်းနေစီနဲ့လူတယောက်ဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။